မင်္ဂလာပါ knowledge from by name ဆိုရဲမြင်းရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။အာဒီနေ့သတင်းကအကြောင်းလေးနဲ့ပတ်သက်တဲ့ကျမရေဘူးသူတာအကြောင်းလေးပြောမှာပေါ့နော်။လင်းကရှေ့တစ်ပတ်မှာအာဒါအကြောင်းလေးကသူကနည်းနည်းအရွယ်ရောက်တော့မေးလိုက်ချင်တယ်လို့လေးဖြစ်နေလို့ဒါဒါကြောင့်ဖြစ်တဲ့ operation ကိုလုပ်ခဲ့တယ်ပေါ့နော်။စီကတခုမှာဒါပေမဲ့သူကဒီခွဲစိတ်ပြီးရနောက်မှာအာသူနှစ်ရက်လောက်နေတဲ့အချိန်မှာအစားမစားဘူးရေလည်းမတောက်ဘူး အာပြီးရင်အသက်ရှူနှောင်းလာလဲတအားမြန်လာတဲ့ခါကျတော့အာလင်းနေနေကပြနေကြစည်းကမ်းကိုပြပေးမယ်ပြနေကြစည်းကမ်းကနည်းနည်းလေးกว่า instrument မစုံဘူးကိုခံစားရရဲ့အော်ကလေးကအစအဟာရပြက်နေရလို့လည်းခံစားရရဲ့အဲ့တော့တနေကြစည်းကမ်းကိုမသွားလိုက်တော့ဘဲနဲ့အာအတိအမတရားရဲ့အကြံပေးမှုအရာပေါ့နော်ဒါင်းတခြားစည်းကမ်းကိုပြောင်းခဲ့အဲအဲ့စည်းကမ်းလေးကဒါဟိုကြာညူဘန်းဆိုတဲ့ဒါစည်းကမ်းလေးပဲဖြစ်တယ်ပေါ့နော်အာတော့တောင်းကလား အာသူမင်္ဂလာပန်းချံရဲ့အကျော်လေးမှာရှိပါတယ်။ဟာအဲ့ဒီအချိန်လေးမှာပြလိုက်တဲ့အချိန်မှာအဲအဲ့ဒီအချိန်ကလည်းသူက crown ဆိုရဲဒီဓာတ်မှတ်ရိုက်တဲ့နေရာကိုသူကပြန်ပြီးညှိုးနေဘာဖြစ်ဆိုအရှိမ operation လုပ်ခဲ့တဲ့ကလေးဖြစ်တဲ့ခါကျတော့သူတို့အနေနဲ့အာဘာကြီးထိခိုက်မှုရှိနေလဲမသိတော့ရံမကုကျင်တဲ့အတွက်ねကျွန်တော်ကဒါ crown ကိုတစ်ချက်သွားပြီးတော့ အကြောင်းကြီးကိုဓမ္မန်ကြီးရိုက်တယ်တကူလုံးဓမ္မန်ကြီးရိုက်ပြီးတော့မှထွက်လာရဲ့ဖြစ်ရခလေးကအစုံရဲ့တချမ်းကပေါ့နော်အစုံနှစ်ချမ်းရှိဆိုတချမ်းကလုံးဝ no blood ဖြစ်နေပြီအာနေမရှိဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေပြီပေါ့နော်အာပြီးတော့သူ့ရဲ့သွေးမှာလည်း infection လည်းရှိနေပေါ့အဲခါကျတော့ လုံးဝအရေးပေါ်ကြရမယ့်အခြေအနေဖြစ်တဲ့အတွက်နဲ့ဒါဆီယမ်မာရီကအောက်ဆီဂျင်ပိုက်ပေးရသူပြီးတော့သူ့ရဲ့ဒီအကြောတဲ့ဟိုပေါ့နော်အစာဟာရသွင်းတာဒါဆင်းနှံရှူတာအားစိတ်အတင်းတော်တော်များများလုပ်တဲ့ချိန်မှာကလေးရချက်ချင်းနည်းနည်းလေးပြန်ပြီးလမ်းတက်လာတယ်အဲ့လိုမျိုး၃-၄ရက်လောက်လုပ်တဲ့ချိန်မှာလမ်းတက်လာပြီးနည်းနည်းကောင်းလာတယ်ပေါ့နော်အာ အဲ့ဒီမှာလင်းဒီနေဘာတွေ share ပေးကြမယ်ဆိုလို့ရှိရင်လင်းတို့ကအာဒီကြောင်လေးကြီးအစားမစားရေမတောက်တော့ဘူးဆိုလို့ရှိရင်လင်းတို့လုံးလေးလုံးထားရှိတာကအဲကလေးကိုဆရင်းနဲ့ကွာစီတိုက်တာဆရင်းနဲ့ရေတိုက်တာဆရင်းနဲ့အစာတွေကိုဖြော်ပြီးတော့တိုက်တာမျိုးကြီးနည်းနည်းလေးလုံးတတ်ကြတယ်ဒါတော့နင်တို့အရင်တော့ကနေပေါ့နော်အဲ့ဒါကကြောင်တော်တော်များများနဲ့တော့အဆင်ပြေပြီမဲ့ ဒီလင်းကြောင်လေးလိုမျိုးအစုတ်ထိနေတဲ့ခလေးကြတော့အဆင်မပြေဘာဖြစ်လဲဆိုတော့သူ့ကိုအတင်းချုံလပြီးတော့တိုက်တဲ့အချိန်မှာဖြစ်လဲဆိုတော့သူ့အနေနဲ့အသက်ရှင်မွန်းလာတာမျိုးဖြစ်တတ်တယ်အဲ့တော့အဲ့မှာဒါဆီယမတွေကနေပြီးတော့နီလန်နေပြေပေါ့နော်သူ့ကိုဒါအစားကျွေးစင်တယ်ဆိုလို့ရှိရင်ဒါခရမီလောက်ပဲကျွေးပေါ့ကံကောင်းကြတော့ခလေးကခရမီကြိုက်တယ်အဲ့ခရမီလောက်ကိုသူကအစားတယ်အာပြီးလို့ရှိရင်အာသူ့ကို ကယ်၍နင်တို့ကစေးတိုက်ရမှာဖြစ်ရှိရဆိုလို့ရှိရင်အာဆီယမ်မာရေကဘယ်လိုမျိုးတိုက်ခိုင်းလဲဆိုတော့ဆရင်းနေလည်းမတိုက်ခိုင်းတော့ဘူးခရမီရဲကိုဒီစေးလေးရှိအဲ့စေးအမှုန့်ကျိအမှုန့်ကျိပြီးတော့ဒီခရမီနဲ့နွယ်နေပြီးတော့ကျွင်းစေးတိုက်ရလည်းရောက်တယ်ခလေးကိုချုပ်စီရမလိုဘူးပြီးခလေးကလည်းတောက်တယ်ဆိုပြီးတော့ပြောတယ်လုံးစရဲ့အချိန်မှာလည်းခလေးကလည်းတကယ်တောက်တဲ့ခါကျတော့ပို့ပြီးတော့ကျမ်းမာလာပြီပေါ့နော်အဲ့တော့ ဒီနေရာလေးမှာဒါကတော့လင်းသိလာရဲ့ holiday ဆိုင်ရဆိုလို့ရှိရင်သင်တို့ serene နေနဲ့လောက်တာတွေကအာ serene နေနဲ့အစာရင်ကြီးရရေတိုက်တာတွေကရံဖန်ရံခါမှာတော့အဆင်ပြေလိမ့်မယ်ဒါပေမဲ့အဆုံးထိနေရခလီကြတော့ तू ကတောက်လီအန်လီတောက်လီအန်လီဖြစ်မှာပဲလေဘာဖြစ်လဲဆို तू အဆုံးတချမ်းပဲ तू ကအသက်ရှူနေရအောင်အဲ့တော့သူအနေနဲ့ကဒါနင်းကြောင်ကြီးကတော့မွေးရပါအစုတ်ကတိတ်ပြီးတော့မကောင်းတာမျိုးပေါ့နော်အားကြောင့်မို့လဲပါအဲ့တော့အစုတ်ထိနေကလေးကြိုင်းတော့အဲ့လို စရင်းနဲ့ထိုးလိုက်ပါတယ်မလုံပဲနဲ့သူ့ကိုခရမီကြေးရတို့စေးတိုက်ရမယ်ဆိုခရမီနဲ့ရောပြီးတော့တိုက်လိုက်တာတို့လောက်တာကပို့ပြီးတော့အဆင်ပြေရဲဆိုတာလေးကိုတော့ဒီကနေပြီးမန်လီပြေးကျင်လာပါအဲနောက်တစ်ခါအဲ့လိုဆုံမကောင်းတဲ့ခလေးတွေကိုအဲရင်ငွေရှူပေးရဆိုလို့ရှိရင်ဒါဆီယမရီပေးရနီးပေါ့နော်အဲရေစလုံးတစ်ခုထဲမှာရင်ငွေပပတ်စုံရဲ့ရေစလုံးတစ်ခုထဲမှာပြုတ်စီထည့်မယ်အဲထလင်းရင်လူစေးပါပေါ့အဲပြီးလို့ရှိရင်စားလေးထည့်ပြီးတော့ ဒါသူ့ရင်ငွေလေးရှုခိုင်းနေဆိုလို့ရှိရင်ဒီအစုတ်ကျမ်းမာကြီးကောင်းတာလေးလည်းကြားပူပါတယ်ဒါပေမဲ့တအားလို့လို့ရင်တော့7မိနစ်လောက်ပဲလုပ်စီကျင်တယ်လို့လည်းအကြံပြုထားရပေါ့နော်အဲ့တော့ဒီပြပြကျင်လိုက်တာကတော့ကြောင်လေးတွေကများသောအားဖြင့်တော့တို့ကလူတွေနဲ့မတူတာကတို့ကျမ်းမာကြီးမကောင်းဆိုတော့တို့ဘာတို့ကိုကူစားနိုင်တဲ့အစွမ်းတော့ရှိရဲ့အဲဒါပေမဲ့ပေါ့ အဲသူတို့ယောဂလက္ခဏာဆိုင်းပြပြီဆိုလို့ရှိရင်နောက်ဆုံးချိန်ဒီလုံးဝမတက်တာတော့တဲ့ချိန်ဒီမှသာသူတို့က science ကိုပြတတ်တာဖြစ်တဲ့အတွက်ねကြောင်လေးကိုမွေးလို့ရှိရင်တတိထားပြီးအပြုဆိုင်ပြရဖို့ကောင်းပါတယ် င်းနီကနီးလင်းလင်းလေးပြောတာဖြစ်တဲ့အပြင်ကိုဒီဂျာညိုဖန်ဆိုရဲအဲတရိษံကုစီကန်လေးရဲ့အကြောင်းကိုလည်းလင်းကနည်းနည်းလေးပြောပြချင်တယ်သူကအာပြောမယ်ဆိုလို့ရှိရင်တခြားတရိษံကုစီကန်လေးတော့အရင်ဈေးမကြီးဘူးပြောမယ်ဆိုရှင်လင်းရဲ့အကြောင်းလေးကိုအောက်ဆီဂျင်ပိုက်သွင်းတာတို့အဲပြီးအစာအာဟာရသွင်းတာတို့အောင်မှဒါပထမရက်ကတော့ဒီဓာတ်မှန်နေရှာရတာ အဲပြီးသွေးထဲမှာ infection ဆက်တာတွေပါတော့နည်းနည်းလေးတော့ပကြက်မြောက်သွားရဆိုပေမဲ့နောက်ရက်တွေမှာအောက်ဆီဂျင်ပိုက်သွင်းတာအစာအာဟာရသွင်းတာတွေကကြတော့သူကအဲဟွာလောက်ပဲကြာတယ်နှစ်တောင်းကျော်လောက်ပဲကြာတယ်နောက်ရက်တွေမှာတတောင်းကျော်လောက်ပဲကြာရပဲရှိတယ်အဲ့တော့ဒီကလေးကကျမကြီးမကောင်းဆိုလို့ရှင်ဒီခါကြီးကျရင်လည်းလူတိုင်းမှာလည်းကိုဟာနဲ့ကိုလည်းရှင်သန်နေရဖြစ်တဲ့အတွက်ဘတ်ဂျက်ဘလုံးလောက်တားရည်လည်းရှိကောင်းရှိတတ်တယ်ဒါလင်းလာတယ် အာရှာနေရတဲ့လူတွေမှာလည်းဒုက္ခခဲနေသူတော့ရှိတယ်။အဲဒါကြောင့်ကိုလည်းကဲခြင်းနဲ့အာတည်နေတွေကဲခြင်းနဲ့ကိုအနေနဲ့ budget လုံလောက်မှုမရှိလို့ struggle ဖြစ်နေရတယ်ဆိုလို့ရှိရင်အရင်ဆုံးတော့ဒါကြညိုပန်းဆိုရဲအဲ trace ကူစီခန့်လေးကိုတွားကြည့်ပေါ့နော်။အဲတွားကြည့်ပြီးလို့ရှိရင်ဒါဆရာဆရာမရဲ့လမ်းညွှန်မှုလေးကိုတစ်ချက်လေးနားထောင်ကြည့်ပြီးကိုဘယ်လောက်ထိလုံနိုင်လဲမလုံနိုင်ဘူးတစ်ချက်လေး check in လိုက်ကြည့်ပေါ့နော်။ညတော့ညတော့ရဲ့အိမ်စီခန်းက budget စစ်စစ်လေးနဲ့ကြောင်းကိုကဲနိုင်တာတော့ပုံများတယ်။ပြီးတော့ အာနင်းဆိုလို့ရှိရင်အိအိကြောင်လေးကိုဆီကန်းပြနေအောက်ဆီဂျင်ပိုက်တက်နေနဲ့နောက်ထပ်အဲဒီကြောင်လေးရစာပြရဲလူတွေဆိုလည်းပြောရဲလို့ကြောင်လေးမှာအသေးပြည့်စည်သွား80ရာခိုင်နှုန်းရှိပေမဲ့ဒီဆီယမကြီးကုပေးရဲ့ချိန်မှာ လုံးဝအကောင်ပဂတိကြောင်ကြီးလုံးဝဖြစ်သွားတဲ့အဲဒါတတိနေလည်းရခဲ့ပေါ့နော်အဲ့တော့ဒီဘတ်ဂျက်လည်းစီရဲအဲလုံးဝ လေးလေးတွေအသက်ရှင်နိုင်အောင်ကဲနေရမှာလေတကယ်ကိုတော်ရဲဆရာဝန်ဆရာမမရှိတဲ့အတွက်နဲ့တော့ကလေးရင်နဲ့ပတ်သက်ပြီးတခုခုဖြစ်တဲ့ဆိုရှင်ကြာညိုပန်းဆိုတဲ့စီကံမျိုးကိုသွားဖို့နေရတော့အကြံပြုပါတယ်။နေရကြတော့ကြောင်လေးရဲ့ကျမလေးရဲ့ပြီးတော့အဆုံမကောင်းတဲ့ကြောင်လေးရင်ဝေးရှူရတဲ့ကြောင်လေးရဲ့ပြီးတော့ဆရင်းနဲ့ဒါအစာဟာရကြွေးရပြင်နောက်ထပ်ဘလူးနီးလေးနဲ့ကြွေးလို့ရတယ်ဆိုတော့အကြောင်းလေးရဲ့ပြီးတော့ဒီကိုယ့်ရဲ့ တီဗီတွေကိုကကုချင်တယ်ဒါပေမဲ့ budget အနေထားရရန်ကြီးကုန်မှာကြောက်တဲ့လူဒါပေမဲ့ budget အနေထားရန်ကြီး struggle ဖြစ်နေရတဲ့လူတွေမှာကြောင်သေးတွေကိုကယ်ကျင်ပြီးမဲ့ကယ်ကျင်တယ်ဘယ်စိတ်ခံကိုသွားမှာမသိဘူးဆိုတော့ရှင်ချညိုဘန်းဆိုတဲ့စိတ်ခံလေးကိုသွားဖို့သွားဖို့ရေပေါ့နော်ဒီကဒီဗီဒီယိုလေးမှာအဆုံဆုံးလေးပြပြပြီးသွားတာဖြစ်ပါတယ်တွေရောတီလီတွေရောပို့ပြီးတော့ကျမ်းမာကျန်းခိုင်ပြီးတော့ညရတဲ့ professional မှာဆိုလို့ညဆုံးကောင်းလေးတောင်းပေးရပါတယ် င်းရဲ့ channel ရဲ့ video လေးကိုအာဒီနေ့တစ်ချိန်ဒီ app ခချရတဲ့လူတယောက်ချစ်စီရအောင်လေးကျေးဇူးတင်ပါတယ်။နောက်တစ်စီစဉ်တဲ့ video တစ်ချိန်လာအောင်မှာမလို့ဒီရဲ့ channel ဆက်မပြောင်း app ပါဘူးလေဖိတ်ခေါ်လိုက်ပါရဲ့။နောက်တစ်စီစဉ်တဲ့ video တစ်တင်မှာပြန်ဆုံပါမယ်နော်။ Thank you I love you all. အခုကုနာတပုန်ရချက်တပုန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 ်ရချက်မနော်။ရချက်မီ။ရချက်မီရချက်မီ။